စစ်ကော်မရှင်ဝင်ကြီးချုပ်အပါအဝင်ဝင်ကြီး9ဦးရေတပ်ကောက်ရဲ့ဦးစီးချုပ်နဲ့မဟိုဘန်ဥက္ကဋ္ဌတို့ဟာတရုတ်နိုင်ငံကိုတီးခြားစီတွားခဲ့ကြပါတယ်။သူတို့အားလုံးဟာစက်တင်ဘာတတိယဘက်အတွင်းတီးခြားစီတွားခဲ့ကြတာဖြစ်ပါတယ်။သူတို့ရဲ့ခရီးစဉ်တွေမှာလုံခြုံရေးဤပညာနဲ့တရုတ်မြန်မာစီးပွားရေးစင်ကြယ်စီမံကိန်းအကောင့်ထဲပုံမှုစတာတွေကိုအလေးထားဆွေးနွေးခဲ့ကြပါတယ်။ ဒီထဲမှာနှီးပညာခန္ဓာအတွက်အများဆုံးဆွေးနွေးခဲ့ကြတာတွေ့ရပါတယ်။တမယိုးကြနဲ့တမယိုးကြမဟုတ်တဲ့လုံခြုံရေးစိန်ခေါ်မှုတွေကိုနိုင်ငံပေါင်းစုံပူးပေါင်းဖြေရှင်းဖို့နဲ့နေဆက်လုံခြုံရေးအတွက်ဆွေးနွေးချက်တွေလည်းပါခဲ့ပါတယ်။သူတို့ဆွေးနွေးချက်တွေကိုကြည့်တဲ့အခါစစ်ကော်မရှင်ရဲ့အုပ်ချုပ်ရေးရန်နရာအတွင်တရုတ်နည်းပညာနဲ့တရုတ်ဉာဏ်ရည်လိုနည်းပညာတွေတွင်တွင်ကျကျအသုံးပြုနိုင်ဖို့အတွက်စိုင်းပြင်းနေတာကိုမြင်ရပါဗျာ။